ဥဆုကြီးဗျို့ဥဆုကြီးဟေးဘယ်သူတုံးကကျုပ်ပါဗျဝဲမောင်ပါဥဆုကြီးဟာသူ့နေထိုင်တဲ့တဲအိမ်လေးအတွင်းကနေထွက်လာခဲ့ပါတယ်တဲအိမ်ရှိမှရက်နေတဲ့ဝဲမောင်ကိုမြင်တော့အေးဝဲမောင်ဘာအရေးကြီးကိစ္စရှိတုံးကအရေးတော်မကြီးပါဘူးဗျကျုပ်အမေကဒီမှာလေခမရစားဖို့အတွက်မြင့်ကြော်လေးပို့ခိုင်းလိုက်တယ်ဟာအတော်ပဲကွာငါတော့ဒီနေ့ထမင်းလုပ်ပဲ ဆိုင်ရပြီးတော့ထင်နေရကွာကျေးဇူးပဲမဲမေကိုလည်းငါကကျေးဇူးတင်ပါတယ်လို့ပြောလိုက်အောင်ဝဲမောင်းရပါတယ်ဗျာပြောစရာလူတွေမှမဟုတ်တာဗျဝဲမောင်းပေးတဲ့မြက်ကျော်ပကန်းကိုလဲလဲဆေးကျော်ပေးပြီးတော့ဦးစုကြည်တယောက်ကျေးဇူးတင်စကားလှမ်းပြောပါတယ်ဝဲမောင်းပြန်သွားတော့ဦးစုကြည်သူ့ရဲ့ဘွားကို ပြန်တွေးမိပြီးတော့မြေကြီးလေးကလဲလာတယ်အရင်တုန်းကဦးစိုးကြည်နေထိုင်တဲ့တဲအိမ်လေးမှာဇနီးတဲ့ဒေါ်ပွင့်နဲ့တူတူနေထိုင်ခဲ့တယ်။ဦးစိုးကြည်ဟာ လဲငားလိုက်လုပ်ပြီးတော့အားတရက်တွေမှာကြွက်ရှာ ဖားရှာနဲ့ဝန်ရည်ကိုဖြစ်ရှင်းခဲ့ပါလေ။တော့ကိုစိုးကြီးဘာလဲမပွေကျွတ်အိမ်အောင်တက်လေတော့ကြပြီ။ကျွတ်မှရင်သွေးလေးလေးရှိတဲ့ပင်တော့အိမ်အောင်တက်ကြပြီဖြစ်ပေမဲ့သားသမီးယန္နာမရလို့ဒေါ်ပွေတယောက်စိတ်မကောင်းဖြစ်မိတယ်။ဦးစိုးကြီးကတော့လဲမရနဲ့ဝန်ရည်ကိုပင်ကြုံရလောက်ကန်စားတော့နေရတာမလို့နောက်ထပ်ပါးစပ်တစ်ပေါက်ကိုမလို့ချင်းရှာဘူး။မင်းမယားမင်းကလေကွာ ကလေးရှိလာတော့တို့တွေဘွားပို့ပြီးတော့ခက်ခဲမှာပေါ့ကွ။အိုးတော်မို့လို့ပြောထွက်ရတယ်။တို့တို့လည်းသူများလေးလို့တားဟဲ့သမေးဟဲ့နဲ့နေကျင်တာပေါ့တော့ဝန်ကြီးကအခုလည်းအဆင်ပြေအောင်ရှာဖွေနေတာပဲ။ဒေါ်ပွေဟာတားသမီးအရန်ကိုရကျင်နေ။ငွေကြေးမရှိတဲ့ကြကဘေးရင်မေးရတနာချင်းနဲ့ကလေးရဖို့စူးစမ်းရှာတယ်။ဒါတွေမကတဲ့ဟိုဘက်ရွာကညောင်းမင်းဒီဘက်ရွာကညောင်းမင်းအဆုံရောက်ပြီးတော့တားစုပန်ရှာတယ်။ဒါပေမဲ့လည်းထိုင်းမရသည်ဆိုတော့ ဆိုစကားကိုတော့ဒေါ်ပွေလက်ခံရတယ်။တာသမီးအရန်ကိုရကြင်ရှာတဲ့မိမဖြစ်သူကိုကြည့်ပြီးဦးစိုးကြည်တယောက်စိတ်မကောင်းဖြစ်ရရှာတယ်။ဒီလိုနဲ့လားကိုနှက်စားလို့အချိန်နဲ့တဖြည်းဖြည်းပြောင်းနေလာတယ်။ကံကောင်းခြင်းတွေဟာဦးစိုးကြည်တို့ဘဝထဲကိုရောက်ရှိလာပုံတော့ရတယ်။ခလေးအရန်ကိုရကြင်ရှာတဲ့ဒေါ်ပွေတယောက်ကိုဝင်လွှဲထားရပြီ။ဒေါ်ပွေနေတူပဲဦးစိုးကြည်လည်းအရန်ကိုပြောရှင်းတယ်။တာလာသမီးလာမတဲခွဲပြီမဲ့ကိုယ့်ရဲ့ရင်သွေးဆိုတဲ့စိတ်နဲ့ အလုတ်ကိုပို့ပြီးတော့စ조사ပန်းစာလောက်ကင်ခဲ့ပါတယ်။ခလေးရဲ့ကံကပဲကောင်းကမှလားပြောလာမသိဘူး။ကိုဝင်ဆောင်ခြင်းကစပြီးတော့ဦးစိုးကြည်တို့မိသားစုတွေငွေကြေးရအတော်တင့်ကိုအဆင်ပြေလာတယ်။ခလေးမွေးလာတော့သမီးလေးသမီးရတနာလေးကိုချစ်မောကဖြစ်နေကြတဲ့ဦးစိုးကြည်တို့လက်မြဟာသမီးဖြစ်သူရဲ့အမိကိုဝိုင်းချစ်လို့ခေါ်တယ်။ဝိုင်းချစ်လို့ခေါ်စရာပဲအเจ้าကလည်းအသားမဲကျုပ်လာတဲ့မိဘနှစ်ပါးကဖြူဖွေးတဲ့ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားတာကြောင့် တရွာလုံးကမဝိုင်းချစ်လေကိုအယံကိုချစ်ကြတယ်။ဝိုင်းချစ်လေအတွက်ဆိုပြီးတော့မုံတွေအဝိထက်တွေပေးကြတာကိုဝိုင်းချစ်တွက်ဦးစိုးကြည်တို့တွေလုံးဝပုံပင်စရာမရှိခဲ့ဘူး။ဘယ်နဲ့ရှိတာကိုစိုးကြည်အယံကတော့တော်ပဲ သားသမီးရှိတာရင်ကျွတ်တို့ပို့ပြီးတော့အဆင်မပြေဖြစ်လိမ့်မယ်ဆို။အခုတော့ကြည်စမ်းပါအောင်ရှင်။ကျွတ်တို့သမီးလေးလိုချင်တာအကုန်ရတယ်။သမီးလေးကိုလည်းချစ်လိုက်ကြတာ။ဟော။သမီးလေးတွက်ဆိုလေကျွတ်တို့ဘာများပူပန်ရလို့လဲ။ ဒေါ်ပွေးကပြောတဲ့ခါမှာဟာငါကအိမ်တော်ဦးစီလေးမပွေမိသားစုတို့ကအရရကြိုတွေးပြီးပြောဟာတာကအခုလို့ကြပြန်တော့လေငါသမီးလေးကိုချစ်တာပေါ့ကွာသူများပေးတာကြွေးတာထက်ငါကိုယ်တိုင်လည်းသမီးအတွက်ပေါ်ပြီးရှာဖွေနေတာမင်းလည်းသိပဲလေဟုတ်ပါတယ်တော့ဟုတ်ပါတယ်ကျုပ်တို့သမီးလေးအတွက်ကျုပ်လည်းကြိုးစားမှာပါကိုစိုးကြည်ဦးစိုးကြည်တို့လည်းများဟာသမီးဖြစ်သူမဝိုင်းချစ်တဲ့အလုပ်ကိုပို့ပြီးတော့စူးစမ်းကြတယ်မဝိုင်းချစ်လေးကလည်း ဖြည်းဖြည်းကြီးပြင်းလာတယ်။ပို့ပြီးတော့ချောမောလာခဲ့တယ်။မဝိုင်းချစ်ကိုပိုးပန်းကျင်သူမြန်းကျင်သူတွေကလည်းအများသာပဲ။အဖေကျုပ်ကိုကြွက်မိရင်ကြောက်ကြွေးအောင်တော့။အေးပါငါသမီးရအဖေကြောက်ကြွေးပါမယ်ကွ။မဝိုင်းချစ်ဟာဖခင်ဖမ်းလာတဲ့ကြွက်တွေကိုကြောက်ကြွေးရင်အရန်ကိုကြိုက်နေတတယ်။အပြိုရွယ်ဖြစ်လာပေမဲ့မိဘကလွယ်ပြီးကျန်တာမသိတဲ့မဝိုင်းချစ်။အမေအမေဟေးတော်ဝေတယောက်သမီးဖြစ်သူခေါ်ကိုထူတဲ့ခါမှာကျုပ်ကိုဘယ်တော့မှ တောင်ထုံးရွာကိုလိုက်ဖို့မှာလေဒီလိုမေးတော့ဒေါ်ပွေနှုတ်ကနေဟေးအန်ဟောတန်ကထွက်ပေါ်လာတယ်လှုပ်လက်စလှုပ်ကိုဆက်ပြီးမလုံနိုင်တော့ဘဲနဲ့တမီးဖြစ်သူမဝိုင်းချစ်ဘက်ကိုလှည့်ပြီးကြည့်တယ်ဘာလို့တော့ငါတမီးရဲ့အဲ့ဒီရွာကဘယ်ရက်မှရှိတယ်ဆိုတာညီကသိလို့လားဟောအမေတို့ကလှုပ်ပြီးတော့ကျုပ်ငငယ်လေးကလေးကခဏခဏပြောထားပါရဲ့နဲ့ပြောပြီးတော့မဝိုင်းချစ်စိတ်ဆိုးတဲ့ဟန်နဲ့နေရာကနေကောက်ခံငင်ကထွက်ခေါက်သွားတယ် မဝိုင်းချင်းပြောမယ်ဆိုလဲပြောစရာမဝိုင်းချင်းငယ်စဉ်ကလေးကစကားပြောတဲ့စအရွယ်ရောက်ပြီးဝိုင်းချင်းရဲ့တမီးလေးဟောငါတမီးလေးခေါ်နေတာသူလေးဝိုင်းချင်းဝိုင်းချင်းဟုတ်ဘူးနော်ကျုပ်နာမည်ကပြုံးချိုဟောပြုံးချိုဘဲကပြုံးချိုတော့ငါတမီးရဲ့ကျုပ်နာမည်ကပြုံးချိုအမေနဲ့တော်ထဲမှာမြှက်ကူးလိုက်ရင်လည်းမွေကြိုက်လို့တေးခဲ့ရတာဟမ်တေးနာမွေစုပ်တွေမဝိုင်းချင်းဟာငယ်စဉ်ကလေးကအဲ့လိုပြောတတ်တယ်ကလေးမလို့ရောက်တက်ရရပြောတတ်တယ်လို့ ဘူးစုပ်ကြည်တို့တွေမှတ်ယူထားပေမဲ့ဒီလိုမဟုတ်ပဲနဲ့မဝိုင်းချစ်ဟာမကြကနာဆိုသလိုဒီလိုစကားတွေပြောတတ်တယ်။တမီဖြစ်သူကို လုံဝင်စားများဖြစ်လိမ့်မလားလို့ဘူးစုပ်ကြည်တို့ခမယုံရခက်မယုံရခက်နဲ့နေလာခဲ့ရာမဝိုင်းချစ်တော့အပြုတ်ရွယ်ကိုရောက်လာခဲ့ပြီ။အရင်တုန်းကလိုမပြောတတ်တော့ဘူး။ဘူးစုပ်ကြည်တို့တွေစိတ်အေးနေခဲ့ရနေအခုတော့မဝိုင်းချစ်စကားကြောင့်ဘူးစုပ်ကြည်တို့လည်းများစဉ်းစားကြက်ကုန်တယ်။ဘူးစုပ်ကြည်သူကတမီးလေးကိုအရန်ချစ်တယ်။အခုတော့ ဇနီးဖြစ်သူစကားကြောင့်ပဲကိုစွကြည်ကျွတ်တို့ဘယ်လိုလုပ်ရမလဲတော်သမီးကအတော်ကိုပြောရခက်နေပြီအေးကွာငါလဲအဲ့ဒါကိုပဲကောင်းခဲနေတာမဟုတ်ဘူးဘာလို့လို့ဘာကန်ရမယ်ဆိုတာ မသိတော့ဘူးကွာကိုစွကြည်တို့လည်းများဟာသမီးဖြစ်သူမဝိုင်းချစ်တော့ဘလို့များလှုပ်ပေးရမလဲမသိဘူးသူတို့မှလည်းစားဖို့တော့အနိုင်နိုင်မလို့မဝိုင်းချစ်ပြောတဲ့ရွာကိုလိုက်ရှာလို့မပေးနိုင်ကြဘူးကိုစိုးကြီးတော်သမီးကျုပ်ကိုစကားမပြောတော့ဘူးအေးကွာ ငါ့ကိုလည်းတူတူပဲဒီကလေးသူပြောတဲ့ရွာကို လိုက်မပို့လို့များတို့ကိုစိတ်ဆုံးနေတယ်ထင်တယ်မပွေဟုတ်မှာပေါ့တော့ကျုပ်တော်သမီးလေးဆန္ဒကိုသာလိုက်ရောပြစ်လိုက်ခြင်းနဲ့ကိုစုတ်ကြည့်ဟာပြောတာကလွယ်တာပေါ့မပွေအဲ့ဒီရွာကိုတော့ဖို့ခီးစိတ်ကရှိသေးတယ်ကွမိခင်ဖြစ်သူတို့ရဲ့စကားကိုကြားရတဲ့မဝမ်းချာအဲ့ဒီအတွက်မပူပါနဲ့တော့ကျုပ်လည်းတော့ဆင်းလို့ရသမျှကိုစုပ်ပေးပါမယ်ကျုပ်ကသာတောင်ထုံးရွာကိုလိုက်ပို့ပေးပါ နော်အဖေ လေလေဝင်ပြောတော့ဦးစိုးကြည့်လို့လေမတက်တာလေဆုံးမှာတော့သမီးဖြစ်သူရဲ့ဆန္ဒကိုသဘောတူတယ်အဲနောက်ဦးစိုးကြည့်လို့ရရှိတဲ့လောအားကားတွေကိုလမ်းခေးမှာတုံ့မို့တော့စုဆောင်ကြတယ်လမ်းမှာတုံ့မို့ခီးစက်ရတဲ့ချိန်မှာတော့တောင်ထွန်းရွာရှိရာကိုစုံစမ်းမင်းမြန်ပြီးခီးထွက်လာခဲ့ကြပါတယ်တငယ်ဒါကတောင်ထွန်းရွာလားကွယ်ဟုတ်ပါတယ်ဦးကြီးဒါကတောင်ထွန်းရွာပါဗျကြည့်ရတာဧည့်သည်တွေထင်းနေဘသူအိမ်ကိုလာတာလဲဗျကျုပ်လိုက်ဖို့ပါမယ် ရွာသားလူငယ်စကားကြောင့်ဦးစွတ်ကြည်တယောက်တမင်းဖြစ်သူမဝိုင်းချက်ကိုကြည့်တယ်။မဝိုင်းချက်ကရွာတောင်ပိုင်းကဒေါ်ပုအိမ်ကိုပါ။ဒေါ်ပုကရှိသေးတယ်မို့လား။အော်ကြီးတော်ပုလားရှိတာပေါ့ဗျာ။လာလာလာကျုပ်လိုက်ဖို့ပေးမယ်။မဝိုင်းချက်ရဲ့စကားကြောင့်ပဲဦးစွတ်ကြည်တို့လင်မယားနဲ့ရောက်တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။မဝိုင်းချက်ကတော့ပြောနေပုံရတယ်။ဟိုကိုကြည့်လိုက်ဒီကိုကြည့်လိုက်နဲ့မျက်နှာထက်မှာအပြုံးနေဟာဝေးစားနေတာတွေ့ရတယ်။ရွာသားလူငယ်ဟာဒေါ်ပုအိမ်ကိုလိုက်ဖို့တယ် တော်ဘူးအိမ်ကိုရောက်တော့ကြီးတော်ဘူးဖြိုးကြီးတော်ဘူးဒီမှာဧည့်သည်ပြဧည့်သည်ထန်းလက်တဲလေးတွင်ကနေလာခဲဆိုတဲ့တန်းကြောင့်ဦးစိုးကြီးတော်တွေခြံဝန်းထဲကိုဝင်လာတယ်မဝန်းချက်ကတော့ဝန်းတာအာရပြေးဝင်သွားတယ်ဒီခါမှာဦးစိုးကြီးတော်လည်းနောက်ကနေအမြန်ဆုံးလိုက်ရတယ်အမေဟင်တဲလေးတွင်မိဖို့နာမှာထိုင်နေတဲ့အဘွားအိုကိုအမေလို့မဝန်းချက်ကဝန်းတာအာရနဲ့ခေါ်လိုက်ပါတယ်အဘွားကနှုတ်ကနေအံ့ဩတဲ့နဲ့ထွက်ပေါ်လာတဲ့ချိန်မှာ မဝိုင်းချစ်ကအဲ့ဒီဖွာဟုတ်ကိုပြေးပြီးတော့ဖွင့်ဖတ်တယ်အဖွာဟုတ်ကတော့နားမလည်တယ်လို့အံ့ဩတဲ့ပုံစံနဲ့မဝိုင်းချစ်ကိုကြည့်ပါတယ်မဝိုင်းချစ်ကဖွေးဖတ်ထတာကိုမလွတ်သေးပဲနဲ့အမေကျုပ်ကျုပ်လေအမေရဲ့ကျုပ်ပြုံးချူမာလေတော့အမေရဲ့တပင်ပြုံးချူမာပါဟေးပြုံးချူမာအဖွာဟုတ်စီကနေဒုတိယတစ်ကြိမ်အံ့ဩတန်ထွက်ပေါ်လာတယ်ဟဲ့တမီးအကျိုးချောင်းအရင်ပြောလိုက်အောင်လေတော့ပွေးကပြောတဲ့ခါမှာတော့မဝိုင်းချစ်ဟာဖွေးဖတ်ထတာကိုခွာပြီးတော့ မြဲရည်နဲ့အမေကျုပ်ကမမတ်မပြူလားကျုပ်ကအမေမေ့သွားပြီလားဝန်းနေပြီးတော့ပြောတယ်ဘွားဟွာဒေါ်ပွေတို့လင်မြောင်ကိုကြည့်တယ်ဒီကမှတော့ပွေဟာကျုပ်တို့သမီးလေးကစကားပြောတဲ့ဆကတဲ့ကသူ့နာမည်ကိုပြုံးချို့လို့မကြာခဏပြောတတ်တဲ့အမကြီးသူ့ဘယ်ရောက်မှနေပါတယ်သူ့ဘလို့ဆုံးရပါတယ်ဆိုပြီးတော့ခဏခဏပြောလွန်းလို့ကျုပ်တို့လည်းသူ့ဟာလူဝင်စားဆိုတာသိလိုက်ရတယ်ဒါပေမဲ့ဒီအရွယ်ရောက်လာပြန်တော့လေ သူ့လက်ဒီချောင်းနဲ့တိတ်မပြောတော့ကျွတ်တို့ကစိတ်အေးသွားရတယ်။ဒါပေမဲ့ကျွတ်တို့ထင်တယ်လို့ဖြစ်မလာခဲ့ဘူး။ဒီရောင်မာနေတဲ့သူ့အမေစီကိုတွားချင်ပါတယ်ဆိုပြီးတော့ကျွတ်တို့ကိုမခေါ်နိုင်မပြောနိုင်ဖြစ်လာတယ်လေ။ကျွတ်တို့လည်းမရလဲငွေကြေးရှိတဲ့သူတွေမဟုတ်ပြန်တော့ရားတဲ့လူအားကားတွေဆိုပြီးတော့အခုတို့လိုက်ပို့ရတာပါ။ဒီကိုရောက်မှပဲသူပြောလာတဲ့အကြောင်းအရာတွေကိုကျွတ်တို့တွေယုံကြည်သွားတယ်ဖွာ။ဒီလိုပြောတဲ့အခါမှာဖွာဟာဒေါ်ပေကိုကြည်ရင်ကနေမဝိုင်းချစ်စီကိုပြန်လဲကြည့်တယ်။သမီးကြီးကအမေသမီး ြုံးချိုမှာပေါ့လေဟုတ်လားဟုတ်တယ်မေကျုပ်ပြုံးချိုမှာပါအမေရဲ့သမီးပြုံးချိုမှာအစ်စ်ပါမေအဲ့ဒီကလေကျုပ်နဲ့မြှက်သွားချိုတာမြှက်တွေအတော်ရခဲ့ပေမဲ့ကျုပ်ပိုထီးခဲ့တယ်လေမေကျုပ်အမေလက်ပေါ်မှာပဲဆုံးခဲ့ရတာလေသမီးအမေသမီးပြုံးချိုမှာအဖေါင်းနဲ့မဝိုင်းချစ်တော့ဟာငိုရှိုက်နေကနေတအူးကိုတူပွေဖတ်ထားကြတယ်အဖေါဟာမဝိုင်းချစ်ရဲ့ပါကိုနန်းရှိုက်တယ်ပြီးတော့မှဖေါ့ကိုမဝိုင်းချစ်မိဘတွေကိုနေရာထိုင်ခင်းပေးတယ် အဖေါ်မျက်နှာထက်မှလည်းအပြုံးနေရဝေးစားနေတယ်။ဒေးမြမကတိပဲနဲ့တောင်ထုံးရွာလူကြီးနဲ့ဖွားမဲဆင်တို့ကိုပါအိမ်ကိုပြန်ဖိတ်ထားတယ်။ဖွားမဲဆင်ဟာပြုံးချုံမှဝန်စားတဲ့မဝိုင်းချစ်ကိုကြည့်တယ်။မဝိုင်းချစ်ကတော့ရောက်လာကြတဲ့အမျိုးသမီးတွေက အသက်50အရွယ်မိန်းမတွေနဲ့စကားပြောတယ်။ဟဲ့နင်းတကယ်ပြုံးချုံမှနော်။အေးပါဆိုခွေးမရဲ့နင်းထောင်အတော့အသက်ကိုကြည့်နေပြီနော်။အရင်ကဆိုတို့တွေဘာကြီးကြော့လဲတော့မှ အတူတူပြုံးနှုတ်ကောက်ဆက်နဲ့ အတော့ပြောခဲ့ကြတာကိုနင်မှတ်မိသေးလားဟဲ့တကယ်ပြုံးချုံမှာတော့အမေနင်ရာနာတွေပေါက်တော့ငါပဲစိလင်းပေးရတာလေဘယ်နာဆိုတာအစငါပြောရအောင်မလားအမလီတော်ပါပြီအေးငါယုံပါပြီဟဲ့ဒေါ်ခွေးမတယောက်သူ့ရဲ့ငယ်ပေါင်းဖြစ်တဲ့ပြုံးချုံမှာဝင်စားတဲ့မဝိုင်းချင်းနဲ့စကားလက်ဆောင်ချနေတယ်အဖွားတော်ဘူးကတော့ဘွားမေစင်ကိုမေစိန်ညီရောဘယ်လိုထင်လဲဒီလိုမျိုးတော့ဘွားမေစင်ကအေး ေလုံပေးရင်တော့လူဖြစ်ဖြစ်နတ်ဖြစ်ဖြစ်တိရိစ္ဆာန်ဖြစ်ဖြစ်အတိတ်ဘဝကိုမှတ်မိတဲ့သူဆိုတာရှိကြတယ်။အတိတ်ဘဝကိုမှတ်မိရခြင်းကဇာတိတရညာကြောင့်လေ။ဇာတိတရညာဆိုတာလူဝင်ဇာတိမှာရရှိတဲ့ညာဒါပေမဲ့တေလုံပေးတဲ့လူတိုင်းတော့အဲ့ဒီညာမျိုးကိုမပိုင်ဆိုင်ကြဘူး။ဒါကလည်းသူ့ရဲ့အတိတ်ကကံနဲ့ဆက်ဆက်နေတယ်။ဒါဆိုဘယ်လိုဆက်လုပ်ကြမလဲဖွာ။ကျွတ်တို့မှလည်းဒီသမီးလေးပဲရှိတာ။ကျွတ်သမီးလေးကိုခေါ်ထားကြမှလားဟင်။ တော့ဘွေဟာသမီးဖြစ်သူကိုထားခဲ့ရမှာကိုစိုးရိမ်နေချတယ်။ဒီအခါဖွားဖို့ကဒီကမိဘတွေကိုလည်းကိုချင်းဆောက်ပါတယ်ကွယ်။အဖွားမှာဟိုးတုံးကအသက်30ကျော်ရွယ်သမီးဖြစ်သူပြုံးချိုမာနဲ့ဘဝကိုတာမင်းနဲ့အောင်ရောင်းကန်ခဲ့တယ်။ဒါပေမဲ့ကန်ဆိုးခြင်းတော့သမီးဖြစ်သူကပို့ထိလို့ဆုံးသွားခဲ့တယ်။အဲ့ချိန်ကဆားတဲ့အဖွားလည်းကို့ဘဝကိုကိုရောင်းကန်ခဲ့တာ။အခုချိန်ကျမှသမီးလေးကဝင်စားပြီးပြန်ရောက်လာတယ်ဆိုတော့ဝမ်းသာသွားမိတာမှန်ပဲ။ဒါပေမဲ့လည်းသမီးလေးဆန္ဒကိုလည်းအဖွားဘက်ကအလေးထားတယ် ဒါကြောင့်မလို့တူမကြီးတို့ကိုလည်းမစိုးရင်ရပါနဲ့။အဖွားဘက်ကပြန်ခေါ်မယ်လို့လည်းမပြောပါဘူးကွယ်။အဖွားဘူးရဲ့စကားကြတော့ဒေါ်ပွေနဲ့ဦးစိုးကြီးတို့တွေစိတ်မကောင်းဖြစ်ကြရှာတယ်။ဒါပေမဲ့နောက်ဆုံးမှမဝိုင်းချက်ဟာမိဘတွေကိုတောင်းထုံးရအောင်ပြောင်းရွှေ့နေထိုင်ခိုင်းနေ။ဒီကအဖွားဘူးကလည်းကြည့်ပြရှာတယ်။အေးငါသမီးလေးဆန္ဒကိုအဖေသိတယ်။ဒါပေမဲ့အဖေကဟိုရွာမှာပဲပြောတာငါသမီးရဲ့။ဦးစိုးကြီးစကားကြောင့်မဝိုင်းချက်တွေ့ဝေသွားပြန်တယ်။ ဒေခါတော်ဘွေကတော့ကိုစိုးကြည့်တော့ကလည်းတော့ကျုပ်ကသမီးနဲ့တူတူဒီရွာမှာနေမယ်တော့ကပြင်းရင်ဟိုဘက်ရောက်ကိုပြန်ဒီလိုပဲအသွားလာလို့ဟုတ်ပြီလားကျုပ်တို့ရွာကခေါရီတောင်ထုံးရွာလောက်အလောက်ကင်မပေါ်တော့ကျုပ်ကဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပြီးတော့တော့ဘွေရောတောင်ထုံးရွာမှာနေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီခါမှာဦးစိုးကြည့်တယောက်တောင်ထုံးရွာနဲ့သူ့ရဲ့ရွာကိုကိုလိုသွားလာရတယ်ဦးစိုးကြည့်တယောက်အတိတ်ကိုပြန်တွေးနေတဲ့ ရင်းနှွေးကြံတအိုးကုန်တဲ့ခါမှာတော့မဖြစ်ချေဘူးဒီတစ်ခါတောင်ထုံးရကိုလိုင်းတော့ငါသမီးကကြွက်ကန်ကောင်းကောင်းလေးစားကျင်တယ်ပြောနေရှာတာအချင်းဆွဲနေလို့မရဘူးအခုပဲကြွက်သွားဖမ်းအောင်ပါပဲဒီလိုတွေးပြီးတော့ထိုင်နေရာကနေထားလို့